လင်းလှိုင်းကွန်ရက်ကနေကြိုဆိုပါရစေ။ဒီကနေ့ဖတ်ပြပေးမှာကတော့ဗမာပြည်ကွန်မြူနတီပါတီဗဟိုစည်းဝေးကော်မတီအားပေါ်ပြည်သူအားလာကြနဲ့အမှတ်29 2006ခုနှစ်စက်တင်ဘာလတုန်းမှာဖော်ပြပါရှိတဲ့ပွင့်ပွင့်လင်းလင်းပြောပြရစီကဏ္ဍတွေကကိုအားကိုကိုအဓိကအ နိုင်ငံတကာအကူအညီအရန်ဆိုတဲ့ဆောင်းပါးဖြစ်ပါတယ်ကိုအားကိုကိုအဓိကနိုင်ငံတကာအကူအညီအရန်ဘာကပတွင် ပြောစရာတွေများသည်အတိတ်အကြောင်းဖွင့်ပြောစရာ ရှိသလိုပစ္စုပန်အကြောင်းနဲ့အနာဂတ်အကြောင်းကြိုပြောစရာတွေရှိသည်ယခုပြောချိန်တန်မြီဟုယူဆသဖြင့်ဤပင်တိုင်းအခန်းကို ဖွင့်လိုက်ခြင်းဖြစ်သည်စာတီးအဖွဲ့ တစဒမ်ဟူစိန်ကို အမေရိကန်ကဆုံးမဖို့လှုပ်တုံးကဗမာပြည်မှာလဲလာလှုပ်လဲပါလို့ပြောသူတွေရှိတယ်။အဲ့ဒီအမြင်ကိုဘကပကဆန့်ကျင်တော့ဘကပကိုရစရာမရှိအောင်ပြောတာရေးတာခံခဲ့ရတယ်။ပွေးမြူပါဘူး။ဒီလိုပဲဖြစ်တတ်တာကိုဘကပသိပါတယ်။နာအာဖကိုဝင်ပြီးဆုံးမပေးစေခြင်းနဲ့ဆန္ဒလူလူထဲမှာလည်းရှိပါတယ်။ဒါကိုဘကပက တိတိကြီးနဲ့နားလည်မှုလွဲလဲခံမယ်တနေ့နားလည်လာလိမ့်မယ်ဆိုပြီးဝင်ပြောတာပါအခုအမေရိကန်ကိုမျှော်တာက1948ခုနှစ်တွေတုန်းကဂျပန်မျှော်တာလောက်မများပါဘူးဟိုတုန်းက69ရာခိုင်နှုန်းကမျှော်တဲ့ဆိုရင်လုံးမမထင်ပါဘူးအခုတော့ဒီလောက်မများပါဘူးလူလူကနိုင်ငံရေးရင့်ကျက်နေပါပြီဒါပေမဲ့မျှော်သူကတော့များစေပါပဲနေ့ ဗမာပြည်လိုပထဝီနေထားရှိတဲ့တိုင်းပြည်နဲ့နိုင်ငံရေးပတ်ဝန်းကျင်ရှိတဲ့နေရာမျိုးမှာအီရက်လုံနီလုံလို့မရပါဘူး။ဘယ်လောက်ပဲအင်အားကြီးပါစေဘယ်သူမှလုံလို့မရပါဘူး။ပထဝီနေထားထက်နိုင်ငံရေးပတ်ဝန်းကျင်ကအဓိကကျတယ်လို့ယူဆပါတယ်။ပထဝီနေထားအရပြောရင်ဗမာပြည်နဲ့နီပေါ်တိုင်းပြည်ဟာအတော်လေးတူပါတယ်။သူ့မှာပင်လယ်ကမ်းရိုးတန်းမရှိတာနဲ့အရှိတောင်အာရှနဲ့ဆက်ဆက်မတရားကြောင့်သာအတော်လေးတူရလို့ပြောတာပါ။ တရုတ်နဲ့အိန္ဒိယကြားမှာညံ့နေတာကြတော့ထတ်တူကြပါတယ်။နိုင်ငံရေးပတ်ဝန်းကျင်မှာကြတော့နီပေါနဲ့ဗမာပြည်လုံးလုံးမတူပါဘူး။နီပေါမှာအာဏာအသိမ်းခံလိုက်ရတဲ့အစိုးရကဒီမိုကရေစီညွန့်ပေါင်းအစိုးရပါ။အဲ့ဒီအစိုးရထဲမှာနီပေါကွန်မြူနစ်ပါတီမတ်စတီနင်ဝါရီမြန်ညီညွတ်ရေး CPN UML ကအဓိကနေရာက ပါနေပါတယ်။နီပါလီကွန်ဂရက်ပါတီကဝန်ကြီးချုပ်လုပ်တယ်။ CBNUML ကဒုဝန်ကြီးချုပ်လုပ်နေတာပါ။နီပေါ်မှာကကွန်မြူနတီပါတီ၉ခုရှိပါတယ်။တခုကလက်နက်ကင်တိုက်ပွဲတိုက်နေတာပါ။ဒါတွေကဗမာပြည်နဲ့မတူပါဘူး။ဗမာပြည်မှာကအားလုံးသိတဲ့အတိုင်းပဲကွန်မြူနတီကိုဆန့်ကျင်တဲ့အစိုးရစီကကွန်မြူနတီကိုဆန့်ကျင်တဲ့စစ်အုပ်စုကအာဏာသိမ်းတာပါ။ဖာစာပါလာပါထဆာနဲ့စစ်အစိုးရဆက်ဆက်ကိုလက်နက်ကင်တိုက်ပွဲ AS တိုက်နေကြသူချင်းကတောင် ကွန်မြူနစ်ကိုတချို့ကဆန့်ကျင်တယ်တချို့ကရှောင်တယ်ဝိုင်းပယ်တယ် NLD ပေါ်စားကကွန်မြူနစ်လိုထင်သူတွေကို NLD ထဲဝင်ခွင့်မပေးဘူးပါနေတဲ့တက်သည့်ပညာရှင်တွေကိုလည်းကွန်မြူနစ်တစိုက်ကပ်ပေးပြီးပတ်ထုတ်တယ်တချို့ဆိုဘိုခေညွန့်ကထောင်ထဲထည့်ပေးတယ်တချို့ကိုဖိအားပေးထွက်ခိုင်းတယ် NLD မှာကွန်မြူနစ်ဟောင်းမပါရလို့စီကံမရှိပေမဲ့ NLD ထဲနေမရတာကတော့အထင်ရှားပဲ။ AS ဘောင်ထဲမှာလည်းကြည့်ဘကပနဲ့တပ်ပေါင်းစုဖွဲ့ဝင်သူတချို့ပဲရှိတယ် KNU နဲ့တပ်ပေါင်းစုတခါမှမရဘူးဘူးဦးနုမျက်စိလဲလမ်းမှပြီး AS လမ်းပေါ်ရောက်တော့လဲဘကပကိုဆန့်ကျင်တယ်ဦးနုတော်မခိုခင်ကဘကပကလှုပ်ဝက်ပြီးချင်းကပ်ဘူးတယ်သူကဦးလောယုံကိုပဲရွေးတယ်အကူတယ်ဦးနုတော်ထဲမှာနေမရတော့လဲသူ့ကိုချင်းကပ်ဘူးတယ်ဘုံနေဝင်းကိုပဲရွေးတယ်အကူတယ် 88အောင်ကြွားမှုကာလမှာလဲချင့်ကတ်တယ်အကတ်မခံဘူးပြောရင်ပြောစရာတွေများပါတယ်အားလုံးနဲ့ပြည်ပုံကားချခြင်းလို့အတိတ်ကိုအတိတ်မှာထားကြစို့လို့အခုပြောနေပါတယ်အခုလဲကြားနေရပြန်ပါပြီ energy ခေါင်းဆောင်မှုကိုလဲပစ်ဖို့ဘိုးအောင်ရွှေဘိုးလွင်တို့ကိုဖြုတ်ပစ်ဖို့ဘိုးအောင်ရွှေကိုဖွင့်ချဖို့ပြောနေရေးနေပါတယ်ဘာကပသဘောမတူပါဘူး တန်းရွှေတို့က NLD အိမ်တစ်ခုလုံးမီးတိုက်ပစ်ဖို့လုပ်နေချိန်မှာအိမ်ပြင်ဖို့ပြောနေကြလို့မဖြစ်ပါဘူးဒီချိန်မှာကြမှာအိမ်ပြင်ဆောက်ဖို့မကြံသင့်ပါဘူးတန်းရွှေရဲ့လောက်ွက်ထဲကြသွားလိမ့်မယ်လို့ပြောပါရစေ၃ဒီဘို2006ကြံစားချက်ဟာ NLD ရဲ့လမ်းစဉ်ကို အထောက်အကူပြုဖို့ကြံစားချက်ပါစင်ပြိုင်လမ်းစဉ်မဟုတ်ပါဘူးလမ်းစဉ်ဆိုရင်ပြည်တွင်းရေးပြည်ပရေးတွေပါရပါမယ် အခုတော့ပြည်တွင်းရေးမှာ NLD နဲ့ဆန့်ကျင်ဘက်မဖြစ်အောင်သတိထားရတယ်လို့ပြည်ပရေးမှာ American ဆန့်ကျင်ရေးမပါအောင်ရှောင်ရပါတယ်2006ခုနှစ်ကို NLD ရဲ့နောက်ဆုံးတိုက်ပွဲနှစ်ဖြစ်သဘောထားပြီးလုပ်နေရတယ်ခက်ကွင်းပြင်ရင်နဲ့2006ခုနှစ်ကုံတော့မယ်2006ခုနှစ်ကုံ2009ခုနှစ်ရောက်လို့ဘာမှထူးမလာရင်ဘကပကလမ်းစဉ်တစ်ထွင်ပြီးချီတက်တော့မယ်လို့ကြိုတင်ပြောပါရစေလေး နဝတနာဖဟာ၁၆နှစ်တိတိပြည်တွင်းရေးပဲလေးထားတယ်။ပြည်တွင်းမှာအချိန်ဆွဲပြည်ရဲ့ကျင့်သုံးတယ်။နိုင်ငံကရေးရမှာနားမထောင်ပြန်မပြောပြည်ရဲ့ပဲသုံးတယ်။ဘိုခင်ညွန့်ရှိတုန်းကဆိုရင်ပြည်ရဲ့တွေဘာတွေလုပ်သေးတယ်။သူမရှိတော့အရက်ထဲကလူမိုက်နီးသုံးတယ်။အာဆီယံဥက္ကဋ္ဌမလုပ်ဘူးကွ။ NGO တွေငြိမ်ငြိမ်နေကြမနေနိုင်ရင်ထွက်သွားကုလသမဂ္ဂကိုယ်စားလှယ်မလာနဲ့အာဆီယံကိုယ်စားလှယ်မလာနဲ့ နှစ်နိုင်ငံ benefit ပဲဆက်ဆံမယ်ဆိုတာတွေလုပ်ခဲ့တယ်။အခုတော့ပြောင်းသွားပြန်ပြီ။အဲ့ဒါကအချိန်ဆွဲတဲ့ပြည်ရဲ့ကိုနိုင်ငံကရေးရမှာတုံ့ပြန်လို့ပဲ။ကုလသမဂ္ဂတွဲပတ်ထွေချုပ်ကိုလက်ခံလိုက်တယ်။ NRCEC နဲ့ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်ပေးတယ်။မိမိတို့သတိထားဖို့က NRCEC နဲ့မတွေ့ပေးခင်တဆညနဲ့တွေ့ခိုင်းတယ်။ဒေါ်အောင်ဆန်းစုကြည်နဲ့မတွေ့ခင်ကျန်းဖွတ်လူဟာမျိုးတွေနဲ့တွေ့ခိုင်းတယ်။ တာဆညာကြံဖို့တို့ဘာပြောမလဲဆိုတာ အထူးစဉ်းစားရမလိုပါဘူးတာဆညာနဲ့ကဖြူတာကြားပြီးပြီးကြံဖို့ကသတင်းစာတွေထဲနေ့စဉ်ပါနေတာပဲနိုင်ငံတကာကွင်းမှာအချိန်ဆွဲဇလန်းကိုတန်းရွှေကပြတော့မှာပါ ကုလသမဂ္ဂမှာမပြီးဆုံးနိုင်တဲ့ဇက်ထုပ်တစ်ခုတိုးလာတော့မှာပါအင်အားကြီးနိုင်ငံတွေမှာ ကစားကွက်များပါတယ်ကုလသမဂ္ဂစင်မြင့်ပေါ်စင်ရဲ့နောက်ကွယ်မှာကစားကြမှာပါ တခုပဲရည်ပြက်ပြောနိုင်ပါတယ်အဲ့ဒါကဗမာပြည်အရေးကြောင့်သူတို့တွေဓာသွေးကြမှာမဟုတ်ဘူးဆိုတာပြောပြရစီငါကုလသမဂဆင်မြင့်ပေါ်ဗမာပြည်ဇက်ထုတ်ရောက်ရင်ပြည်တွင်းကထွက်ပြီးကပြမှာကနာဖကိုစလဲကြံ့ဖို့ကိုစလဲပဲဖြစ်မယ်ပြည်တွင်း NLD ကပြခွင့်ရှိမှာမဟုတ်ဘူးတခါတရံကုလသမဂကိုစလဲလာရင်ပဲကပြခွင့်ရကြင်ရလိမ့်မယ်အဲ့ဒါတော့ကတဲ့ခါမှာလဲ ကျမ်းဖတ်တို့အမျိုးသမီးတို့တာဆာညာတို့ ਨੇ တံတန်းနေထပြီးကကွယ်ပေးလိမ့်မယ်။ဒါကလည်းကြာမှာမဟုတ်ဘူး။စီအီးစီအဖိုးကြီးတွေရဲ့တသက်ပဲရှိမယ်။စစ်နဲ့ဒေါ်လာရေးခကြီးကိုဖျက်ဆီးခဲ့တဲ့မျိုးဆက်ဟောင်းတွေက2010ခုနှစ်ဆိုရင်များများရှိတော့မှာမဟုတ်ဘူး။ဘာကပမျိုးဆက်ဟောင်းတွေတော့တိတ်မကြံတော့ဘူး။ဘာကပမျိုးဆက်တစ်က UG လုပ်နေရတယ်။ NLD 2010မှာဘယ်လိုရှိမလဲမပြောတတ်ဘူး။ ယူဂျီလုံးမအသက်ရှိမဲ့ဘဝမျိုးရောက်မရောက်မပြောရဘူးပြောနိုင်တာကစစ်အာဏာရှင်စနစ်အောက်မှာတရားဝင်အတိုက်ခံဘဲပါတီမှတတ်တမ်းမရှိဘူးဆိုတာပဲလော်ဘီလိုင်းကတော့အသက်ရှိလိမ့်မယ်မျိုးဆက်တစ်ဆက်ပြီးတစ်ဆက်လှုပ်เสียလှုပ်တည်ရှိနေမှာပဲဒါပေမဲ့ပြည်တွင်း NLD မရှိတော့ရင်လောက်ွက်ကကျင်းလိမ့်မယ်လောက်ွက်ကျင်းလာရင်ဂိုင်းကနာကကျဲလာလေးရှိလို့သတိရှိကြပါလို့ပြောပြရစီ 6လူရုပါမရမယ်ဒီအမှန်တရားကိုတဖြည်းဖြည်းလက်ခံတာနေကြပြီဒါပေမဲ့ဝိုင်းလုံးမှလူရုပါလာမှာပဲဝိုင်းလုံးဖို့ဆိုတာကြတော့အပြောလွယ်သလောက်အလုတ်မလွယ်ပါဘူးယက်တီမှုညီဖို့သဘောထားညီဖို့အမြင်ညီဖို့ခြေလန်းညီဖို့ညှိကြရမှာပါနိုင်ငံကအကူအညီကိုလိုပါတယ်ဒါပေမဲ့အဓိကကဥစ္စာရင်လိုဥစ္စာရင်ခဲကြရမှာပါ ထွက်ရက်ဂိုင်းထောင်တဲ့ခစ် ဖဆပါရထောင်တဲ့ခင်မာလို့အမျိုးသားညီညွတ်ရေးရကျင်လို့မဖြစ်ပါဘူးဟိုတုန်းကပြည်ပအန္တရာယ်ကိုရင်ဆိုင်ရတာပါ အခုပြည်တွင်းအန္တရာယ်ကိုရင်ဆိုင်နေရတာပါဟိုတုန်းကတော့အင်္ဂလိပ်လက်ဝဲကံဂျပန်လက်ဝဲကံပါခဲ့တာမဟုတ်ပါဘူးအောင်ပွဲရထားတဲ့အခါကျမှသူလဲပါတယ်ငါလဲပါတယ်လောက်ကြတာပါ အခုတော့အောင်ပွဲမတွေ့ရှုံးပွဲတွေပဲအလီလီတွေ့နေရတာရဲ့ဗမာပြည်နဲ့ကြာလေးဝေးလေးဖြစ်နေတာရဲ့ နိုင်ငံသားမှာမှီစရာများနေတာရဲ့နဲ့ဆိုတော့အမျိုးသားညီညွတ်ရေးတီထောင်ရတာအချိန်ယူရပါမယ်အမျိုးသားညီညွတ်ရေးနဲ့မှ လူလူကိုပါလာအောင်စည်းဝေးနိုင်မှာမှန်ကန်တဲ့လမ်းစဉ်နဲ့မှလူလူကိုလှုံ့ဆော်တိုက်ပွဲဝင်နိုင်မှာဖြစ်ပါကြောင်းပြောပြရစီ